ဗုဒ္ဓဘာသာဤជីវ ਾਜ ောင်းတရား၄ပါအဋ္ဌိပတ်၄ပါမှာအပါအတိုင်းဖြစ်ပါသည်ဤတရားကိုဒေါဂီလောကုတ္တရာအောင်မြင်မှုများအတွက်အခြေခံကြသောစိတ်အစွမ်းများကိုခေါ်ပြသည်နံပါတ်၁စန္ဒပတ်စန္ဒတိပတိဒေဝေကကောင်းသောစန္ဒစေတနာဖြင့်ရည်မှန်းရှက်ထားရှိခြင်းဖွင့်ဆိုချက်အရောမှန်ကန်ရွယ်ချက်စေအားထက်သန်မှုနှင့်စတင်လို့ ဆောင်လူစေရှိရန်အရင်ခံဖြစ်သည်နမတ်နေဝိရိယပတ်ဝိရိယဒီပတိအတိပဲမပြင်းရမှုဇွဲလုံးလားရှိရှိခြင်းဖွင့်ဆိုချက်ကစူးစားအားထုတ်မှု စိတ်တမကြဘဲအတားအဆီးကိုကြော်လွှားနိုင်သောလုံလာဝရိယနံပါတ်3 ိတ်တပစိတ်တဒီပတိအတိတ်ပဲစိတ်ကိုတည်ငြိမ်စူးစိုက်နိုင်ခြင်းဘုဇောကြကတော့ရည်မှန်းချက်ပန်းနိုင်စီကိုစိတ်ကိုစူးစီးပြီးအာယုံမပြတ်စေရန်ဖိတ်ခြင်းရှင်နံပါတ်၄ဝိမန္တပတိပတိဝိမန္တပအတိတ်ပဲဉာဏ်ဖြင့်စဉ္ဉ္ဉ္သုံးသက်ရှင်ဘုဇောကြအမှားအမှန်ကိုဝေဖန်ပန်းချနိုင်မှု န်နီလန်းသစ်များကိုစုံစမ်းလေ့လာခြင်းဒီချက်ကအီဒီယာလေးပါသည်လုပ်ငန်းတိုင်းရည်မှန်းချက်တိုင်းတွင်လိုအပ်သောအခြေခံစိတ်အစွမ်းများဖြစ်သည်သန္တာဝရိယစိတ်တဝိမန္တဟူသောအဋ္ဌိပတ်တို့ကိုပွားများနှင့်အောင်မြင်မှုကိုရောက်နိုင်ကြောင်းဘုဒ္ဓဘာသာဘုဒ္ဓဘာသာတွင် ဟောကြားထားပါသည်